အားလုံးမင်္ဂလာပါအခုပြောပြပေးသွားမှာကတော့တည်တင်းတပုတ်ကို တွေ့တဲ့အခါဘလို့အချက်လက်တွေကိုအဓိကထားစစ်ဆေးကြမလဲနံပါတ်1တည်တင်းရေးသူကိုစစ်ပါနံပါတ်2တည်တင်းအရင်မြင့်များစွာနဲ့တိုက်ဆိုင်စစ်ဆေးပါနံပါတ်3ရက်ဆွဲတွေကိုစစ်ပါနံပါတ်4တည်တင်းတပုတ်လုံးကောင်းစင်နဲ့အကင်ရင်မှု ရှိမရှိဖတ်ရှုပါ နံပါတ်5ကျွမ်းကျင်သူကို မေးပါတတိယတပုတ်ကိုတွေ့တဲ့အခါမှာဘလို့အချက်လက်တွေကိုအတိအကထားစစ်ဆေးကြမလဲဆိုတာနဲ့ပတ်သက်ပြီးအသေးစိတ်သိချင်ရင်တော့ KNC ရဲ့ Facebook နဲ့ YouTube Channel မှာလာရောက်ကြည့်ရှုနိုင်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်